အားလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာပေါ်မှာလူလူရေအများဆုံးလက်ခံထားတဲ့နိုင်ငံ၁၀နိုင်ငံအကြောင်းကိုလေ့လာသွားပါမယ်ကျွန်တော်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာယူဒနာစပိုရာပြင်ကျင်းနေထိုင်မှုပေါ်ရှုမြင့်ပုံကိုလုံးဝပြောင်းလဲစေမယ်အောင်းအပွဲစီရင်ဤများကြီးပွားရေးဆိုင်ရာချက်လက်များနဲ့သမိုင်းဆိုင်ရာထိုးထွင်းပြင်မြင့်မှုများကိုထုတ်ပေါ်ပြသသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးဖို့ပြောကြားလိုပါတယ်ရသနှစ်များစွာရှင်သန်လာခဲ့တဲ့ကျောင်းတိုက်ဝန်တွေကနေဒီနေ့ကဘာဒီဆက်လက်ပုံဖော်နေတဲ့

ူးလူမျိုးဟာခမန်းကြီးအဖြစ်အသိန်း1800နေတိုင်းနဲ့ဂျာမနီနိုင်ငံဖြစ်ပြီးခေတ်သစ်သမိုင်းမှာအထူးကြဆုံးလူကြီးရေဆိုင်ရာကျန်လန်နလန်ထူမှုတွေတဲကတခုကိုပြသနေပါတယ်ဒုတိယကမ္ဘာစစ်ကြီးရဲ့ဒီဘက်ဘက်ဖြစ်ရများနောက်ပိုင်းဂျူလူရေလုံးဝနှိမဖြည့်ဆည်းခံခဲ့ရပြီးနောက်ဂျာမနီရဲ့ဂျူးတိုင်ဝန်ဟာအောက်ဘက်ကောင်းလောက်အောင်ပြန်လည်ရှင်သန်ခြင်းကိုကြုံတွေ့ခဲ့ရပါတယ်။1989ခုနှစ်မှာဘာလင်တိုင်းပြိုကျခြင်းကဆိုဗီယက်ယူနီယံဟောင်းမှာဂျူးလူမျိုးများအများများပြောင်းရွှေ့ဝင်ရောက်လာဖို့လမ်းခွင့်ပေးခဲ့ပြီး လူကြီးရဲ့ဆိုင်ရာအခြေအနေကိုအခြေခံကြကြပြောင်းလဲစေခဲ့ပါတယ်။ဒီနေ့မှာပါလင်၊မြူနဲ့ဖရန်ဖတ်နဲ့ကိုလုံတို့မှာတရားရှိခိုးကြောင်းတရားကျော်ရင်းနှီးမှုစင်တာတွေနဲ့ပညာရေးဖွဲ့စည်းတွေနဲ့ရှိကားတဲ့လူတိုက်ဝန်းတွေရှိနေပါတယ်။ယာမန်ဆိုရာဂျူဘွားကိုထောက်ပံ့ဖို့နဲ့လမ်းကျောင်းနိုင်တဲ့ပညာရေးစီစဉ်များကတစဉ်ကျန်ဖက်ဝါတာတိုက်ဖျက်ရေးအတွက်ဒေါ်လာ3000ကျော်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ယာမန်ဂျူစီဘွားရဲ့လုပ်ငန်းတွေဟာ အထူးသဖြင့်ဤပညာဗန္နာရေးနဲ့လက်လီကဏ္ဍတွေမှာနိုင်ငံတော်စီးပွားရေးကိုနှစ်ဆင့်ခံမှန်းကြည့်အဖြစ်ဒေါ်လာ1ဘီလီယံအထောက်အကူပြုနေပါတယ်။ဂျာမနီကဂျူမြဆိုင်ရာဘုတ်ကောင်စီဟာဒေသခံတိုင်ဝမ်တရားကျော်ကိုကိုစားပြုပြီးတကြီးဟိုလိုကော်မှာအသက်ရှင်ကျန်ရစ်သူများကိုအကျိုးပြုတဲ့ကျယ်ပြန့်တဲ့လူမှုပူလုံရေးစီစဉ်များကိုဆောင်ရွက်နေပါတယ်။နံပါတ်5ဩစတြေးလျလူနိုင်ငံသားခံမှန်းကြည့်အဖြစ်အသိ1000နေထိုင်နေတဲ့ဩစတြေးလျနိုင်ငံကတောင်ဘက်ကမ္ဘာခြမ်းမှာအအောင်မြင်ဆုံး ပြပြောင်းအခြေချသူတိုင်ဝမ်တွေတဲကတခုကိုကိုစားပြူပါတယ်။အဲပုံမှာဇူလူမျိုး6000နဲ့ဆစ်ဒနီမှာ၄000ဝဲနေထိုင်ပြီးသူကြပြီးအချင်းချင်းချိတ်ဆက်နေတဲ့ရင်းမှုဘိုဌာနနှစ်ခုကိုဖန်တီးထားပါတယ်။ဒီတိုင်ဝမ်1988ခုနှစ်ကပထမဆုံးရေရင်အုပ်စုတွေကစတင်ခဲ့တဲ့သူကြတဲ့မြစ်တွေမှုများကိုခြေရာခံနိုင်ပြီးဘီယောပါနဲ့ရှေးလေပိုင်းပြင်ပမှာအစောဆုံးစင်စက်မပြတ်ဒူးတိုင်ဝမ်များတွေကတခုဖြစ်ပါတယ်။ဒုတိယကဘာဆက်ပြီးပြပြောင်းဝင်ရောက်လာမှုကဘဝတည်တိဆောက်ပြီးတိုက်ကြီးတဝမ်းမှာ ဒီပင်နဲ့စီးပွားရေးလုပ်ငန်းများထူထောင်ခဲ့တဲ့ပိုလိုကော့မှာအသက်ရှင်ကျန်ရေးသူ3000ကိုခေါ်ဆောင်လာခဲ့ပါတယ်။ဩစတြေးလျာဂျူလူမျိုးတွေဟာစီးပွားရေးနိုင်ငံရေးမနုပညာနဲ့ဒိဗတ်ပညာရပ်တွေမှာထူးခြားတဲ့အောင်မြင်မှုတွေရရှိခဲ့ကြပြီးယူပိုင်ကော်မတီတွေကနှစ်ဆင့်ဒေါ်လာ15ဘီလီယံကျော်ဝန်ငွေရရှိစေပါတယ်။လူကြောင်းတွေမှာနှစ်ဆင့်ကျောင်းသား12000ကိုပညာပေးနေပြီးအိုင်မာတဲ့အတိုင်ဝန်းနောက်ဂျိုးကိုမြင့်တင်ပေးရင်အမြင့်ဆုံးပညာရေးစံနှုန်းတွေကိုထိန်းသိမ်းထားပါတယ်။ဩစတြေးလျဂျိုးတိုင်ဝန်းဟာစီးပွားရေးမိဘဆက်ဆက်မှုများနဲ့ ညီငယ်မှုစီစဉ်များကတစဉ်အစ္စရေးနိုင်ငံနဲ့အကောင့်နဲ့ချိတ်ဆက်မှုကိုထိန်းသိမ်းထားပါတယ်။နံပါတ်၈တောင်အာဖရိကလူလူမျိုးခမန်းကြီးအဖြစ်8000နေထိုင်တဲ့တောင်အာဖရိကကိုရောက်ရှိလာပြီးဒီမှာတဲ့နိုင်ငံရေးနဲ့လူမှုရေးပြောင်းလဲများကိုကြော်ဖြတ်ခဲ့တဲ့အတိုက်အဝန်တစ်ခုကိုကိုးစားပြုပါတယ်။ဒီဟာနံပါတ်မှာလူလူမျိုး3000ခွဲနဲ့ကိတ်ပြောင်းမှာ2000ခွဲနေထိုင်ကြပြီးကျန်လူဦးရေကအခြားမျိုးကြီးတွေမှာပြောင်းကျဲနေပါတယ်။အေးတိုင်ဝမ်ဟာ1980ပြည့်လွန်နှစ်များမှာ3000ခန့်အထိအထောက်ထည့်ရောက်ခဲ့ပြီးမြေရုပ်ခွဲခြားမှုဆုံးသက်ပြီးနောက် ရောက်ရှိနေထိုင်မှုနဲ့စီးပွားရေးမရေရာမှုတွေကြောင့်ရုံနေသွားခဲ့ပါတယ်။အာဖရိကကလူလူမျိုးတွေကမျိုးရိုးခွဲခြားမှုစံပြေလှုပ်ရှားမှုတွေမှာအရေးပါတဲ့ခံခန္ဓာကပေါဝင်ခဲ့ကြပြီးရာဇဝတ်တော်သူတွေကသူတို့ရဲ့တော်ကြွလှုပ်ရှားမှုကြောင့်ပြိနှိပ်ခံရခြင်းအကျဉ်းချခံရခြင်းနဲ့ပြည်နေတန်ခံရခြင်းတို့ကြုံတွေ့ခဲ့ရပါတယ်။ဥပိုင်လုပ်ငန်းတွေကသမိုင်းရတထုတူပေါ်ကြီးလက်လီနဲ့ပုံတော့လုပ်ငန်းကဏ္ဍတွေကိုတက်မှုထားပြီးအာဖရိကစီးပွားရေးအတွက်ဒေါ်လာဘီလီယံများစွာအထောက်အကူပြုခဲ့ပါတယ်။ အတိုင်ဝန်ကလူမျိုးနဲ့ဘာသာရေးမခွဲခြားပဲတောင်အာဖရိကသားအလုံးကိုကျမ်းမာရေးစောင့်ရှောက်မှုပညာရေးနဲ့လူမှုရေးဝန်ဆောင်မှုများပေးနေတဲ့ပြည်ပြန်းတဲ့ဘရာဟီတာဖွဲ့စည်းများကိုဆောင်ရွက်နေပါတယ်။ဒီဘက်ကွန်ဘရာဇီလူနိုင်ငံသားခံမှန်းကြီးအဖြစ်ပိုးတောင်းခွဲနေထိုင်တဲ့ဘရာဇီနိုင်ငံဖြစ်ပြီးအာဂျင်တီးနားနိုင်ငံပြင်ပမှာတောင်အာဖရိကရဲ့အကြီးဆုံးဂျူးတိုက်ဝန်ကိုဖန်တီးထားပါတယ်။တော်ပေါ်လိုမှာဂျူးလူမျိုး၅သောရီယိုဒီဂျန်နရီယိုမှာ၂000ခွဲနဲ့ကော်ဒိုအယ်လီဂရီနဲ့ဘီစပီမှာစီကားတဲ့တိုက်ဝန်တွေရှင်သန်နေပါတယ်။ ပေါ်တူဂီနဲ့စပိန်ဂျူလူမျိုးတွေကခရီးယံဘာသာကိုသူ့ရဲ့ကိုယ်ခွဲသူများအဖြစ်သူတဲ့မြင်မြတ်မှုများကနေဖျပြပြီးကိုလိုနီခဲ့တွင်ရောက်ရှိလာခဲ့ကြပြီးဂျူဘာသာကိုလှုပ်ဝက်ကျင်သုံးတဲ့အတိုက်ဝန်းတွေကိုတည်ထောင်ခဲ့ကြပါတယ်။20ရာစုမှာအထူးသဖြင့်ပိုလန်ရုရှားနဲ့ရိုမေးနီးယားတို့မှအရှေ့ဥရောပမှာလူများပြပြောင်းရွှေ့ဝင်ရောက်လာခဲ့ပြီးဘရာဇီးဂျူဘွားကိုအခြေခံကြကြပြောင်းလဲစေခဲ့ပါတယ်။ဘရာဇီးဂျူလူမျိုးတွေကမျိုးဆက်ပေါင်းများစွာတိုင်းအိုင်မာတဲ့ဘာသာရေးနဲ့ငြင်းမှုဆိုင်ရာရိုးရိုးဒလေးတွေကိုထိန်းသိမ်းထားရင်း ဒုဖွဲ့စည်းတဲ့ကိုအန်အောဖွဲ့ကောင်းတော့အမြင်စွာပေါင်းစည်းနိုင်ခဲ့ကြပါတယ်။ဒီပိုင်လုပ်ငန်းတွေဟာဘရာဇီးရဲ့စီးပွားရေးကိုအထူးသဖြင့်အထည်လေးစပ်ပြိုးရေးနဲ့ဗနိုင်းဝန်ဆောင်မှုများမှာနှစ်ဆင့်ခမန်းကြီးအဖြစ်ဒေါ်လာ10ဘီလီယံထောက်ကူပြုနေပါတယ်။ဆိုပေါ်လို့ရှိ Extrater Albert Einstein ရှေ့ရောဟာဘရာဇီးရဲ့အကောင်ဆုံးစီးပွားဆိုင်ရာဖွဲ့စည်းများထဲမှာအဆင့်သမတ်ခံရပြီးဟာတိုင်ဒါမှမဟုတ်စီးပွားရေးအခြေအနေမခွဲခြားပဲလူနာများကိုကူတာပေးနေပါတယ်။နံပါတ်6ဟန်ဂေရီခမန်းကြီးအဖြစ်ဂျူးလူမျိုး အသိနေထိုင်တဲ့ဟန်ဂေရီကနှဆိုင်တဲ့တမိုင်းဝင်အမြင်များနဲ့ပြည်ကြတဲ့ခန္ဓာရင်ရှိမှုကိုကိုးစားပြုတဲ့အတိုင်ဝန်ဖြစ်ပါတယ်။ဘူဒါဘတ်ကဟန်ဂေရီဘွားရဲ့ပိုချက်ဖြစ်အငင်းပွားပွဲရာမရှိဆောင်ရပြီးနိုင်ငံရဲ့ဂျူလူရဲ့80ရာခိုင်နှုန်းကိုတမိုင်းဝင်ခရိုင်များမှလက်ခံထားပါတယ်။မြို့တော်မှာဥရောပရဲ့အကြီးဆုံးဒိုင်ယာနီလမ်းမဖျားရှိကိုကြောင်းပါဝင်ပြီးဝပြုသူ၃000ဝန်နေရာပေးနိုင်ကနှစ်ဆင်လာရောက်လက်ပတ်သူ၅သိန်းကျော်ကိုဆွဲဆောင်ထားပါတယ်။အေတိုင်ဝန်ကရာဇဝင်များစွာကြားတဲ့ပြည်နယ်မှုတွေကိုရှင်းတန်းခဲ့ရပြီးလေလာအတွင်းဟန်ဂေရီဂျူးလူမျိုး၅သိန်းကျော်ကိုတပ်ဖြတ်ခဲ့တဲ့ ရေခွဲပွဲ Holocaust ကိုလည်းကြော်ပြခဲ့ရပါတယ်။ကဲတဲ့ Hungary ဂျူဘွားဟာရင်ကျေးမှုပြန်လည်ရှင်းတန်းရေးပညာရေးနဲ့နိုင်ငံတော်ပျက်စီးသွားတဲ့အတိုင်ဝန်များရဲ့အမတ်ရများကိုထိန်းသိမ်းဆောက်ရှောက်ရေးဖို့လေးပေးနေပါတယ်။ Hungary ဂျူလူမျိုးတွေဟာသိပ္ပံအမှုပညာနဲ့ရင်ကျေးမှုတွေမှာ Nobel ဆုရှင်73ဦးနဲ့အခြားဩဇာရှိတဲ့ပညာရှင်များ၊အမှုပညာရှင်များနဲ့စီးပွားရေးလုပ်ငန်းရှင်များသို့ပါဝင်ပြီးအထောက်အပံ့မှုများပြုလုပ်ခဲ့ကြပါတယ်။ လူပိုင်းလုပ်ငန်းတွေဟာအထူးသဖြင့်အိမ်ချမ်းမြေနီးပညာနဲ့ဒီသွားလုပ်ငန်းကဏ္ဍတွေမှာဟန်ဂေရီရဲ့ဒီပွားရေးကိုနှစ်စဉ်ခံမှန်းကြအဖြစ်ဒေါ်လာ1ဘီလီယံထောက်ကူပြုနေပါတယ်။နံပါတ်5 United Kingdom ခံမှန်းကြအဖြစ်ဂျူနိုင်ငံသား3,200နေထိုင်နေ United Kingdom ကဥရောပရဲ့အခြေခံပြီးဩဇာရှိဆုံးဂျူတိုက်ဝန်တွေတက်ကတခုကိုစားပြုပါတယ်။လန်ဒန်မှာဂျူလူမျိုး3,000နေထိုင်ပြီးဥရောပရဲ့အကြီးဆုံးဂျူလူရဲ့ဘိုးဌာနဖြစ်လာကမန်ချက်စတာနဲ့လီစတိုမှာ စုစုပေါင်း9000နေထိုင်သူများရှိတဲ့ဣဒထင်ရှားတဲ့တိုင်ဝန်တွေရှိပါတယ်။အေတိုင်ဝန်ဟာ1920ခုနှစ်ကဝနေ့စရာကောင်းတဲ့နှစ်ထုတ်ခံရခြင်းနဲ့1656ခုနှစ်မှာအော်လီဗာခရွန်ဝဲလက်ထံတမိုင်းဝင်ပြောင်းလဲလက်ခံခြင်းနှစ်ခုလုံးကိုကြုံတွေ့ခဲ့ရတဲ့၎င်းရဲ့ရှုပ်ထွေးတဲ့တမိုင်းဝင်ခြေရာခံနိုင်ပါတယ်။ဒီတိုင်ဂျူးလူမျိုးတွေဟာနိုင်ငံရေးဗန္နာရေးတပီးနဲ့ပညာရေးနဲ့ပဲတွေမှာမကြုံစဘူးထင်ရှားကြွကြားမှုရရှိခဲ့ကြပြီးပါတီအားလုံးကနေလွှတ်တော်မှ၄၀ကျော်လက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။ဒီကြောင့်နေဟာ United Kingdom တဝက်မှာ ကျောင်းသားတုံသောကိုပညာပေးနေပြီးထိုင်ပါတယ်ဘာသာရေးနဲ့ရင်ကျေမှုဆိုင်ရာမှတ်တမ်းကိုမြင့်တင်ပေးရင်သူကြတယ်ပညာရေးစံနှုန်းတွေကိုထိန်းသိမ်းတာပါတယ်ဒီတိုင်ဂျူပရာဟီတာအဖွဲ့စည်းတွေဟာကျမ်းမာရေးဆောင်ရှားမှုနဲ့ပညာရေးကနေနိုင်ငံတကာတဘာဝဘေးရန်နဲ့ကယ်ဆယ်ရေးအထိအကြောင်းမျိုးမျိုးအတွက်နှစ်စဉ်ပေါင်သန်းနဲ့အကျော်လှူဒါန်းပါတယ်ကိုရှာစာစားထုတ်လုပ်မှုဟာဥရောပတဝန်ဒီရဲစားသုံးမှုနဲ့ဒီဘပုဂ္ဂိုလ်ဈေးကွက်နှစ်ခုလုံးကိုဝန်ဆောင်မှုပေးပြီးနှစ်စဉ်ပေါင်သန်း300ကျော်ကိုဖန်တီးပေးပါတယ်နံပါတ်၄အာဂျင်တီးနား ။ထားမန်းကြီးအားဖြင့်ဂျူးလူမျိုး3,000ခန့်တောင်နေထိုင်နေအာဂျင်တီးနားဖြစ်ပြီးလက်တင်အမေရိကမှာအကြီးဆုံးဂျူးတိုက်ဝန်းကိုကိုစားပြုပါတယ်။ဂျူနိုအေရက်စ်မှာဂျူးလူမျိုး3,000လောက်နေထိုင်ပြီးအဘဒရမများအကြီးဆုံးဂျူးမျိုးပြအစုဝေးနဲ့စီကာတဲ့စီပါတီနဲ့အက်စကနာစီရင်ကျေမှုဘုတ်ဌာနဖြစ်ပါတယ်။ထောင်180နဲ့ထောင်930ခုနှစ်အတွင်းနှစ်သိန်းကျော်သောဂျူးလူမျိုးတွေဟာအကြမ်းဖက်တိုက်ခိုက်မှုများစစ်ပွဲခက်ခဲများနဲ့အရှေ့ဥရောပရှိနိုင်ငံရေးပြည်နယ်မှုတွေကနေခပြေးပြီးအများအပြားပြောင်းရွှေ့ဝင်ရောက်လာခဲ့ပါတယ် အတိုင်ဝန်က1990ပြည့်လနှစ်များအတွင်းရွှေတန်ယုံနဲ့ရူးတိုင်ဝန်စင်တာကိုပြင်မှတ်ထားခဲ့တဲ့ဒီကွဲပွဲအကြံဖက်တိုက်ခိုက်မှုများကိုရှင်သန်ခဲ့ရပြီးဒုတိယကြော်သိဆုံးခဲ့ရပါတယ်။အာဂျင်တီးနားဂျူလူမျိုးတွေဟာစာပေအနုပညာနိုင်ငံရေးနဲ့စီးပွားရေးနယ်ပယ်တွေမှာထူးခြားတဲ့အထောက်အကူပြုမှုတွေပြုလုပ်ခဲ့ကြပြီးနိုဘယ်ဆုရှင်များကမ္ဘာကျော်စာရေးဆရာများနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်များကိုမွေးထုတ်ပေးခဲ့ပါတယ်။ဗီရိုဒီဟာကတည်ထောင်ခဲ့တဲ့ယူပိုင်ဆိုင်တို့ရဲ့ကိုလိုနီများဟာ အာဂျင်တီးနားရဲ့အပင်ပိုင်းဒေသများကွန်ပျူတာတက်စီဖို့နဲ့စိုက်ပျိုးရေးကိုတော်လန်ပြောင်းလဲစေတဲ့ခေတ်သစ်စိုက်ပျိုးရေးနည်းပညာများကိုမိတ်ဆက်ပေးခဲ့ပါတယ်။အတိုင်ဝန်ကနှစ်စဉ်ဘာသာရေးဆိုင်ရာနဲ့ဒုဗတာလေးလာမှုနှစ်မျိုးလုံးမှာကျောင်းသား2000ခွဲကိုပညာပေးနေတဲ့လူကျောင်း50ကျော်ကိုဖွင့်လှစ်ထားပါတယ်။အာဂျင်တီးနားဂျူစီဘွားရေးလုပ်ငန်းတွေဟာနိုင်ငံတော်စီးပွားရေးကိုအထူးသဖြင့်စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုနဲ့လက်လီကဏ္ဍတွေမှာနှစ်စဉ်ခန့်မှန်းခြေအဖြစ်တနည်းဘီလီယံထောက်ကူပြိုပါတယ်။နံပါတ်3ကနေဒါ တမန်ကြီးအဖြစ်ဂျူးနိုင်ငံသား3,900အောင်နေထိုင်နေကနေဒါဖြစ်ပြီးကမ္ဘာအောင်မြင်ဆုံးဖြစ်ပြောင်းအခြေချသူအတိုင်ဝန်တွေတကတခုကိုကိုစားပြုပါတယ်။တော်ရွန်တိုမှာဂျူးလူမျိုးအသိန်း8,000နဲ့မွန်ထရီယယ်မှာ9,000နေထိုင်ပြီးသူကြားတဲ့ပြင်သစ်နဲ့အင်္ဂလိပ်ဘာသာစကားဆိုင်ရာလွှမ်းမိုးမှုများနဲ့အင်ဂျင်မှုပိုဌာနနှစ်ခုကိုဖန်တီးထားပါတယ်။အတိုင်ဝန်ဟာဒုတိယကမ္ဘာစစ်ပြီးဟိုလိုကော့စ်မှာအသက်ရှင်ကျန်ရဲသူများပြောင်းရွှေ့လာခြင်း၊နောက်ပိုင်းမှာဟန်ဂေရီဆိုဗီယက်ယူနီယံနဲ့အခြားပြဿနာရှိတဲ့ဒေသများမှာဒုက္ခသည်များ နိုင်ငံများအတိုင်းလိုက်ပါလာပြီးပြည်သူသားတို့လာခဲ့ပါတယ်။ကနေဒါဂျူးလူမျိုးတွေဟာအလွန်ကောင်းမွန်တဲ့ပေါင်းစည်းမှုအဆင့်ကိုရရှိထားပြီးခိုင်မာတဲ့အတိုင်ဝန်းနှောင်ကြိုးဘာသာရေးလိုက်နာမှုနဲ့အစ္စရေးကိုထောက်ပံ့မှုကိုထိန်းသိမ်းထားပါတယ်။ဒူဘိုင်လုပ်ငန်းများအထူးသဖြင့်အင်ဂျင်မြေဗန်နာရီလက်လီနဲ့ပညာရှင်ဝန်ဆောင်မှုများမှာနှစ်စဉ်ခန့်မှန်းကြီးအဖြစ်ဒေါ်လာ30ဘီလီယံနဲ့စီးပွားရေးလုပ်ငန်းများကိုဖန်တီးပေးနေပါတယ်။ကနေဒါရဲ့ဂျူးပန်ကြားလွှာပေါင်းစည်းဖွဲ့ဟာကမ္ဘာတဝန်းရှိဖရာဟီတာလုပ်ငန်းများအတွက် င်းစင်ဒေါ်လာတန်တရာကျော်ပံ့ပိုးပေးတယ်ရန်ပုံငွေရှာဖွေရေးဂျပန်မှုတွေကိုညှိနှိုင်းဆောင်ရွက်ပေးပါတယ်ကနေဒါယူကျောင်းသားတွေဟာတက္ကသိုလ်များပညာရှင်များနဲ့ဝဲလွန်စီစဉ်များမှာပမျက်မတကူစားပြုမှုနဲ့အတူသူကြတဲ့ပညာရေးဆွမ်းဆောင်ရည်ကိုရရှိကြပါတယ်ဟိုလိုကော့စ်ပညာရေးစီစဉ်များဟာရင်းမှုနဲ့နိမိတ်များတခြားတိကျမှုနဲ့နားလည်မှုကိုမြင့်တင်ပေးရင်ကနေဒါကျောင်းသားတိမ်မောများစွာထံနှင်းစင်ရောက်ရှိနေပါတယ်ဂျပန်နဲ့ပြင်တဲ့ခမန်းကြီးအဖြစ်ကျူးလူမျိုး၄သိန်း၄တောင်းမှ၅သိန်းနေထိုင်တဲ့ ပြည်ထနိုင်ငံဖြစ်ပြီးဥရောပမှာအကြီးဆုံးဂျူးလူဦးရေကိုကူစားပြုပါတယ်။အဲဒီမှာဂျူးလူမျိုး2သိန်းခွဲနေထိုင်ပြီးမာဆီနဲ့လီယွန်တို့မှာရောက်ပြီကနောက်ခံရှိတဲ့စုစုပေါင်း3သိန်းနေထိုင်သူများရှိတဲ့တိတာထင်ရှားတဲ့စီပါတီတိုင်ဝန်တွေရှိပါတယ်။အေတိုင်ဝန်ကချီယောင်အားခနာစီရိုရဒလေးတွေကိုရောက်အာဖရိကစီပါတီရင်ကျေးမှုနဲ့ပေါင်းဆက်ထားပြီးသာတောင်မှုဂီတာနဲ့ဘာသာရေးကျင့်သုံးများမှာထူးခြားတဲ့ပေါင်းဆက်ရိုရဒလေးများကိုဖန်တီးပေးထားပါတယ်။ရင်းတဲ့ဂျူးလူမျိုးတွေဟာဆက်လက်ဖြစ်ပေါ်နေတဲ့ငွေရေးဆိုင်ရာစင်ကုန်မှုများနဲ့ရင်ဆိုင်နေရပြီး တရားချစ်ကိုအကြောင်းများအကြောင်းများနဲ့အတိုင်ဝန်းစင်နာများအတွက်နေ့စဉ်ယူရိုတန်ဖိုးများစွာကုန်ကြတဲ့ကြက်ပြန်းတဲ့ကာကွယ်ရေးများကိုလိုအပ်စေပါတယ်။အတိုင်ဝန်ဟာစီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှုပညာရှင်ဝန်ဆောင်မှုများနဲ့ညီငယ်မှုလုပ်ငန်းများမှတစဉ်ပြည်ထောင်စုစီးပွားရေးကိုနေ့စဉ်ခန့်မှန်းကြည့်အားဖြင့်ဒေါ်လာ20ဘီလီယံထောက်ကူပြုပါတယ်။ဒီကြောင်းတွေဟာပြည်ထောင်စုမှာကျောင်းသား9000ကိုပညာပေးနေပြီးလက်ရှိအချိန်တွေမှာကံမကောင်းစွာနဲ့လိုအပ်နေတဲ့လုံခြုံရေးအစီအမံများကိုပေးနေရင်းအမြင့်ဆုံးပညာရေးစံနှုန်းတွေကိုထိန်းသိမ်းတာပါတယ်။ပေရရှိလီမာရစ်ခရိုင်မှာ အနောက်ယောဘာကဂျူစီပွားရေးလုပ်ငန်းများစားတောက်ဆိုင်များနဲ့ညီချင်းမှုအဖွဲ့အစည်းများရဲ့အကြီးမားဆုံးအစုဝေးကိုတွေ့ရပါတယ်။စက်ညက်ဘက်အကြံဖတ်မှုဖြစ်ရများဟာကံမကောင်းစွာနဲ့တိုင်ဝမ်ကိုဆက်လက်ထိခိုက်နေပြီးမကြသေးမီနှစ်များအတွင်းအစ္စရေး၊ကနေဒါနဲ့အမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့နေထိုင်မှုတိုးလာစေပါတယ်။နံပါတ်၁အစ္စရေးယူနိုက်တက်ကခမန်းကြီးအဖြစ်ခုနှစ်တသမနှစ်တန်းနေထိုင်တဲ့အစ္စရေးနိုင်ငံဖြစ်ပြီးလူမျိုးတွေကအများစုဖြစ်တဲ့တကူတဲသောနိုင်ငံကိုကိုစားပြုပါတယ်။ ကယ်လဘင်မှာဂျူးလူမျိုး6သိန်းယေရုရှလင်မှာ9သိန်းနဲ့အိုင်ဖာမှာ3သိန်းနေထိုင်ပြီးသူကြတဲ့ယဉ်ကျေးမှုဆိုင်ရာဝိသေသလက္ခဏာများနဲ့မြေပြပို့ဌာနများကိုဖန်တီးထားပါတယ်။1948ခုနှစ်မှာနိုင်ငံအဖြစ်တည်ထောင်ခဲ့ချိန်မှာစာရေးအစ္စရေးဟာကမ္ဘာတဝန်းမှာဂျူးရွှေ့ပြောင်းဝင်ရောက်သူများကိုကြိုးဆိုခဲ့ပြီး၎င်းရဲ့စတဲ့တည်ထောင်ချိန်မှာစာကဂျူးပြောင်းဝင်ရောက်သူ3သန်းကျော်ရောက်ရှိလာခဲ့ပါတယ်။နိုင်ငံစီးပွားရေးဟာနှစ်စဉ်ဒေါ်လာ450ဘီလီယံကျော်ကိုဖန်တီးပေးနေပြီးကမ္ဘာအဆင့်မြင့်ဆုံးနည်းပညာနဲ့ ဒီတင်ချမ်းသိမှုပို့ဌာနများထဲမှတစ်ခုဖြစ်ပါတယ်။ချိန်ကဘာသာရေးဆိုင်ရာခြေနေများတွင်သာအဓိကအားဖြင့်အသုံးပြုခဲ့ပြီးဟီဘရူးဘာသာစကားယခုအခါကမ္ဘာတဝန်းရှိစကားပြောသူတန်ပေါင်းများစွာအတွက်နေ့စဉ်ဘာသာစကားအဖြစ်ဆောင်ရွက်နေပါတယ်။အစ္စရေးရဲ့ဤပညာစံသစ်ပြုရှင်မှုတွေဟာစိုက်ဘာလုံးချုပ်ရေးစေဘဆိုင်ရာကိရိယာများစိုက်ပျိုးရေးဤပညာနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်စနစ်များအပါအဝင်သမှုလုပ်ငန်းများကိုတော်လှန်ပြောင်းလဲခဲ့ပါတယ်။ နိုင်ငံမှာကမ္ဘာစစ်မီတက္ကသိုလ်များသုတေသနဖွဲ့စည်းများနဲ့ညီညွတ်မှုဆိုင်ရာနေရာများကိုလက်ခံထားရှိပြီးခိုင်ကြီးတိုင်းမှာကျောင်းသားများသုတေသီများနဲ့အယောက်လက်ပတ်သူများကိုဆွဲဆောင်လျက်ရှိပါတယ်။စစ်မှုတန်းခြင်းကမတူကွက်ပြတဲ့လူတိုက်ဝန်းများကြားမှာအိုင်မားရဲ့နှောင်ကြိုးများကိုဖန်တီးပေးပါတယ်။စတင်တည်ထောင်တဲ့လုပ်ငန်းများကညစဉ်ဘီလီယံနဲ့ချီတဲ့ဝန်ငွေကိုဖန်တီးပေးနေပြီး HD Company တွေကညံရည်တူဒီကနေပညာနဲ့တော်ဝဲနေပညာတွေမှာစံတည်တူရှင်မှုတွေကိုဦးဆောင်နေပါတယ်။အိုင်ပီအိုဆိုင်ရာစံတည်တူရှင်မှုတွေဟာတက္ကနာရဒေတာများကို ထော်လုံမှုစက်ပြိုးမြေဖြစ်ကြောင်းလဲခဲ့ပြီးပုံမျိုးစက်နိုင်ငံများကိုကျွမ်းကျင်မှုနဲ့နည်းပညာများကိုတင်ပို့နေပါတယ်။ဤသောလုပ်ငန်းကဏ္ဍကနှင်းရှင်းလာရောက်လက်ပတ်သူ၄သန်းကျော်ကိုဆွဲဆောင်နေပြီးလူသမိုင်းဝင်နေရာများနဲ့ခေတ္တအောင်မြင်မှုများကိုပြသနေရင်းတိတာထင်ရှားတဲ့ဝင်ငွေကိုဖန်တီးပေးပါတယ်။အမေရိကန်ပြည်ထောင်စုကရခင်ကနံပါတ်၁နေရာကိုရယူထားခဲ့ဘူးတဲ့။လူနိုင်ငံသားခမန်းကြီးအဖြစ်၆ဒသမ၂သန်းမှ၆ဒသမ၃သန်းနေထိုင်တာကြောင့်ပြည်စုံနဲ့ခွဲခြားစိတ်ပြမှုလိုပါတယ်။နယူးယောက်မှာဂျူးလူမျိုး၁ဒသမ၅သန်း၊ကယ်လီဖိုးနီးယားမှာ၈သိန်း ဖလော်ရီဒါမှာ၅သိန်းနဲ့နယူးဂျာစီမှာ၄သိန်းခွဲနေထိုင်ကြပါတယ်။အမေရိကန်ဂျူးလူမျိုးတွေဟာစီးပွားရေးဖျော်ဖြေရေးတိုက်ပန်းနိုင်ငံရေးနဲ့လူမှုရေးတကြွလှုပ်ရှားမှုပါဝင်အတွေ့အကြုံကဏ္ဍတိုင်းမှာမကြုံစုဘူးအောင်မြင်မှုရရှိခဲ့ကြပါတယ်။အတိုင်ဝန်ဟာကမ္ဘာတဝန်းရှိပရိုက်တာလုပ်ငန်းများအတွက်ဒေါ်လာ50ဘီလီယံကျော်လှူဒန်းခဲ့ပြီးဘာသာရေးနဲ့လူမျိုးရေးအနမိတ်အားလုံးတချောင်းပညာရေးကျန်းမာရေးဆောင်ရှားမှုနဲ့လူမှုရေးဝန်ဆောင်မှုများကိုထောက်ပံ့ပေးနေပါတယ်။ Hollywood Studio များ, Austria Banner ကြီးကုမ္ပဏီများနဲ့ Silicon Valley, ဒီပညာကုမ္ပဏီများမှာပြပြထင်ရှားတဲ့ယူပိုင်ဆိုင်မှုဥဆောင်မှုနဲ့ယင်းဒီမြုံနယ်မှုများပါဝင်ပါတယ်။အမေရိကန်ဂျိုးဘွက်ကြီးတွေဟာနိုင်ငံရေးအောင်စဉ်တခြားခေလုံးလုံးဆောင်မှုထောက်ခံအားပေးမှုနဲ့အခြေခံအဖွဲ့အစည်းများမှတဆင့်ပြပြထင်ရှားတဲ့နိုင်ငံရေးနဲ့လူမှုရေးဩဇာနှမမှုကိုကျင်းတောင်းပါတယ်။နိုင်ငံ50လုံးမှာဖျားရှိခိုးကြောင်3000ကျော်၊လူကြောင်900နဲ့ယဉ်ကျေးမှုစင်တာများစွာလည်ပတ်နေပါတယ်။ဒီနိုင်ငံ10နိုင်ငံဂျိုးတိုင်ဝမ်တွေရဲ့ထူးခြားတဲ့ကမ္ဘာလုံးဆိုင်ရာသဘာဝနဲ့လူတိုင်းယဉ်ကျေးမှုအတွက်သူတို့ရဲ့ထူးခြားတဲ့ထောက်ကူပြုမှုများကိုပြသနေပါတယ်။ အောက်စုနဲ့များစွာကြောင်းရိုးရဒလေးတွေကိုထိန်းသိမ်းထားတဲ့ကျောင်းတိုင်ယာကြီးစပိုရာအတိုင်ဝန်းတွေကနေပဝန်းကျင်အတင်းများနဲ့တိုင်ဝန်းများဟာပဝန်းကျင်အတင်းများနဲ့အဲရောညီတွေဖြစ်အောင်နေထိုင်နေတယ်ခစ်တဲ့ရွှေပြောင်းအခြေချလူဦးရေများသည့်လူလူမျိုးတွေဟာထူခြားတဲ့ခန္ဓာရင်ရှိမှုနဲ့တိုင်ယာကြီးတွေဖြစ်အောင်နေထိုင်နိုင်လုံးကိုအများနဲ့ပြသခဲ့ကြပါတယ်ဒီရှင်ရင်တွေကအချို့ဒေသတွေမှာအတိုင်ဝန်းများကြီးထွားလာနေသလိုအခြားဒေသတွေမှာအမျိုးမျိုးသောလူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးအကြောင်းအရာများကြောင့်ပင်ခေါမှုများနဲ့ကြာစင်းမှုများတုံ့တွေးနေရတဲ့ဆက်လက်ဖြစ်ပေါ်နေတဲ့ လူကြီးရဲ့ဆိုင်ရာအပြောင်းလဲများကိုဖော်ပြနေပါတယ်။အလောက်ကန်ခွင်လန်းဒီပွားရေးအခြေအနေနဲ့ပညာရှင်ဆိုင်ရာတိုးတက်မှုများအပါအဝင်ဒီပွားရေးဆိုင်ရာချက်များကနိုင်ငံများကြားလူရှိပြောင်းနေထိုင်မှုပုံစံများကိုဆက်လက်လွှမ်းမိုးနေပါတယ်။ပညာရေးဆိုင်ရာအောင်မြင်မှုဒီပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်နဲ့ brighter လုပ်ငန်းတို့ဟာသူတို့ရဲ့ပထဝီဝင်တည်နေရမခွဲခြားပဲဒူးတိုက်ဝန်များရင်ထူးခြားတဲ့ဝိသေသလက္ခဏာများဖြင့်ဆက်လက်တရှိနေပါတယ်။ကမ္ဘာပေါ်မှာဂျူလူရဲ့အများဆုံးနိုင်ငံ၁၀နိုင်ငံနဲ့ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုပေါ်တင်တို့ရဲ့တွင်းမြင့်တွေကိုလည်းကွန်မန့်မှာမှန်းကဲပေးနိုင်ပါတယ်။ ဒီလိုလေးရောဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်